ကိုတင်ထားတဲ့ပညာနဲ့လောကီစားတော့ခြင်းမှစားတော့ကြရတယ်။တင်ထားတဲ့ပညာကတခြားလောကီစားတော့တာတွေကတခြားလို့လွဲမှားနေတယ်ဆိုတာတတိပြုမိကြပါလိမ့်မယ်။အဲ့တော့ဒီဘဝမှာတောင်းအခုလိုလွဲချော်မှုတွေအန်ချော်မှုတွေရှိနေတယ်ဆိုရင်နောက်ဘဝအရေးကိုမစဉ်းစားဘဲနေမယ်ဆိုရင်ဘယ်လောက်အန်ချော်နေမလဲဆိုတာစဉ်းစားကြည့်ဖို့လိုအပ်တယ်ပေါ့နော်။ ဒီဘဝမှာအဝင်ခွင်ကြဖြစ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့လွဲချော်နေတဲ့ပုဂ္ဂိုလ်တွေလည်းများစွာရှိငွေကြေးတနာအကုန်ကြခံပြီးတော့ကိုတင်ထားတဲ့ပညာရကကိုကို ထောက်ကူမပြုတ်တော့မဟုတ်ထမင်းမကျွေးပဲနဲ့တခြားပညာရကကိုကို ထမင်းကျွေးနေတာမျိုးနဲ့ရှိတယ်ဆိုတာအလုံးလက်ခံထားကြတယ်ချက်ပါ ဧတံတရာဘဝနောက်ဘဝကို မျှော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်နောက်ဘဝအတွေ့ရောတို့ချုပ်တင်ပြီးတော့ပြင်ဆင်ထားတာတွေဟာအခုလို့မဖြစ်လာပဲနဲ့အန်ချောနေမယ်ဆိုလို့ရှိရင်ပြင်ဆင်ဖို့ရာတွေဟာနောက်ချသွားလိမ့်မယ်အခုဘဝမှာတော့ပညာသင်တဲ့အချိန်လေးမှာသင်ကြပြီးလူလားမြောက်လို့လောကိုင်းစားတော့ပြီးဆိုတဲ့အခါမှာအခြေနေပေးတဲ့အလုပ်ကလေးကိုလုပ်ပြီးတော့တဝန်းတစ်ခါ ဝါဖို့လှဖို့ဘဝမှာလူရဝင်ဖို့မပင်မပန်းစင်းတဲ့နေရနေရခြင်းမှာလွတ်ကင်းဖို့ဆိုကြိုးစားအထုတ်ကြအဲ့တော့ဒီဘဝနဲ့ပြီးသလားလို့ဆိုမပြီးဘူးနောက်ဘဝဆိုတာရှင်ဦးမှာတေချာတေချာလာတဲ့အခါကျတော့ ဒီဘွားအရေးတင်စဉ်းစားမလားနောက်ဘွားအရေးရောမစဉ်းစားစင်ဘူးလားဆိုတော့ကိုယ့်ကိုမေးခွန်းထုတ်တချို့ပုဂ္ဂိုလ်တွေကတော့ဒီဘွားမှာဆင်ပြေးနေပြီဆိုလိုတာသာဝတိဖူဖူလုံးလုံးနဲ့နေနိုင်ထိုင်နိုင်နဲ့အဆင်ရောက်ပြီဆိုရင်ဒီဘွားအတွက်ဆင်ပြေးနေကိုယ့်ဘွားလမ်းကြောင်းကိုကိုရွေးချယ်ပြီးတော့လျှောက်လို့ဆင်ပြေးနေတယ် အဲ့တော့နောင်ဘွားဆိုတာတော့ကိုမမြင်နိုင်တဲ့ခရီးဖြစ်တယ်။အဲ့ဒီမမြင်နိုင်တဲ့နောင်ဘွားခရီးကိုကြွတင်ပြီးတော့ဘာတွေလုပ်ရမလဲဆိုတာကြားတော့ဘာသာတရားတွေကတုံသင်ဆုံးမပေးတာရှိတယ်။အဲ့ဒီထဲမှာဘာသာတရားဆိုတဲ့ထဲမှာအမခန့်ချက်မရှိတဲ့ဘာသာတရားတွေရှိတယ်လို့ပဲတကယ်ကိုမှန်ကန်တိကျတဲ့အမခန့်ချက်ရှိတဲ့ဘာသာတရားလည်းရှိတယ် အမကန်ချဲမရှိတဲ့ဘာသာတရားဟာဝေကုန်ချစ်ချက်ခံပြီးတော့သင်ထားတဲ့ပညာဟာဘဝရဲ့အတမွေးဝမ်းကြောင်းမှုကိုလုံးလို့မရတဲ့အနေအထားမျိုးဖြစ်တာကြုံရတယ်လို့ပဲဘဝအမကန်ချက်မရှိတဲ့ဘာသာတရားကိုလိုက်စားမိပြီဆိုရင်တော့အဲ့ဒီတဲ့ပို့ပြီးတော့အခြေအနေဆိုးဖို့ရှိတယ်ပို့ အခုဘုရားမဆောင်းဟုတ်နေကြီးပညာရေးဆိုတာတွေသင်ကြားထားလို့လွဲချော်မှုကတိမှတ်ပေးလို့ရသေးတယ်ပေါ့ကိုရတဲ့ပွဲလေးဘေးချိတ်ပြီးတခြားနေနဲ့အသက်မွေးကြလို့အဆင်ပြေသေးတယ်နောက်ဘုရားမှာလွဲချော်သွားပြီဆိုရင်ကတော့တွေးကြည့်ဝန်းစရာအကြောင်းမရှိဘူးပေါ့အေးဒါကြောင့်မို့လို့ဘဝခရီးအတွက် ဘာတွေကြိုတင်ပြင်ဆင်နေတယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုတော့မှတ်သားထားတဲ့